ကျွန်တော်အမတယောက်ကသူတို့မိန်းကလေးတငယ်ချင်းတွေကြီးပဲစုပြီးစိုက်တီးကိုပြသွားကြဖို့လုပ်တယ်။အဲဒီတော့ကကျွန်တော်ခုနှစ်တန်းအမကပထမနှစ်လားဒုတိယနှစ်လားတော့မမှန်မီတော့သွားမဲ့လူတွေကအမနဲ့သူ့တငယ်ချင်းမိန်းကလေး၄ယောက်နောက်ထပ်ဧည့်ထဲကတီတာဆိုတဲ့အမကြီးတယောက်ရဲ့ညီမပါတယ်။အနာဒီတော့မှဧည့်မကြီးရဲ့ညီမကနေမကောင်းလို့ဆိုပြီးမလိုက်ဖြစ်တော့ဘူး။ဒါပေမဲ့ လက်မှတ်တွေကဝယ်ပြီးသွားပြီလေတစောင်းပို့နေတာပေါ့အဲ့မှာကျွန်တော်လိုက်ဖို့အခွင့်ကြုံတာပါပဲမိမိကအမအကိုပတ်စံပေးပြီးကျွန်တော်ကိုအပ်လိုက်တယ်မောင်လေးကိုပါခေါ်သွားလိုက်ပေါ့တိုင်းမဲ့သေးကအမကြီးနှစ်ယောက်ကကျွန်တော်နဲ့တော်တော်ခင်ပါတယ်အိမ်နီးနားချင်းတွေပဲလေကရင်မရီဆိုတော့အပြောစုကြံချက်ကတော့နိုင်လောက်ရှိပါတယ်သူတို့ဆိုရင်ပြောလိုက်တဲ့စကားကသုံးပေအထက်ကိုမတက်ဘူးခါအောက်ပိုင်းတွေကြီးပဲစကြနောက်ကြတာ ကျွန်တော်ကလည်းခလေးဆိုတော့လူရမသွင်းဘူးချင်းနေ။နောက်နှစ်ယောက်ကလိုက်တော့မယ်ဆိုတော့မှရှင်းနေမိတာ။တယောက်ကမဲမဲဝါဝါပုတ်ပုတ်စင်တူတူတုတ်ထားတဲ့ရေအိုးလိုပဲမဲပြောင်နေတယ်။မျက်နှာလည်းအယမ်းပြား။တကြားလုံးမကြီးတော်ဖီထိပါ။တပြွတ်ပြွတ်တတ်တတ်တနဲ့တလန်လုံးစားသွားကြတယ်။ခတ်တာကမက်တီတာသူကကျွန်တော်ကိုမောင်းလေးရော့ဒါလေးစား ဖွာလေးစားဆိုပြီးတကြားလုံးလေးထိုးပေးလိုက်နေကြစီလေးခွာကျွေးလိုက်လုံနေတယ်လေတပြေးပြေးမူချုပ်လာတယ်ကားပေါ်ကတီဗီမှာပြတဲ့အခွေလေးပိတ်သွားပြီးတီးလုံးတန်ငင်ငင်လေးကိုတူတူလေးပဲဖွင့်ထားတယ်ကားပေါ်ကလူတော်တော်များများလေးအိတ်နေကြပြီးညာမူးချုပ်လာတာနဲ့အမျှလမ်းဘေးနှစ်ချက်ကလေးမောင်မဲလူအအေးလေးပူလာတယ်ဒီတော့မှကျွန်တော်အနှွေးတဲ့ထုတ်ဝေလိုက်တယ်။ခရီးမနှစ်ယောက်ကလည်းအညာဆောင်ကြီးနဲ့ နှစ်ယောက်တွဲခြုံထားကြတယ်။ကျွန်တော်ဘေးကမတ်တီတာကလည်းသူ့ဆောင်ပါလေးထုတ်ပြီးဘေးနာကွေ့ကွေ့လေးလုံနေတယ်။နောက်သူကပြောတယ်။ငယ်လေးချမ်းလားဆောင်ခြုံထားလေတဲ့။သူ့ကိုယ်ပေါ်ကဆောင်တစ်ပိုင်းကျွန်တော်စီလှမ်းခြုံပေးတယ်။ကျွန်တော်လည်းတကယ်ချမ်းနေတာနဲ့မငင်းပဲမတ်တီတာခြုံပေးတဲ့ဆောင်နဲ့ခွက်ကွေ့ကွေ့ဝင်နေလိုက်တယ်။အဲ့ဒီမှာသူကကျွန်တော်ပါဇက်ကလည်းပြော လက်ကခါကိုလှံပတ်ထားလိုက်တယ်။ချမ်းနေกว่าတဲ့။သူကထွားတော့သူ့လက်မောင်းကြီးကအိနေတယ်။ကျွန်တော်ခါကိုဖတ်ထားတော့အချမ်းပြေသွားတယ်လို့ပဲ။ရင်ထဲနှွေးသွားတယ်။နင်းနေကတုံကရင်ကြီးဖတ်ထားတဲ့လက်ကဆွဲထားတယ်လို့ဖြစ်နေတော့ကျွန်တော်တစ်ချက်တစ်ချက်သူ့ဘက်ကိုရိုင်းရိုင်းသွားတယ်။နိုင်နေတာကြောင့်လဲပါပါတယ်။စိတ်ထဲကအားလဲနာမိတယ်။ သူ့ဘက်ကိုမကြိုင်အောင်ကြိုးစားပြီးတော့ချိန်မိမဲ့မကြတော့ဘူးအာနာနာနဲ့ပဲမိကလေးအိပ်ပြောသွားတယ်ခရီးသွားရတာပြန်ပန်းနေလေတတိယတော့မတ်တီရာရဲ့ရှင်ကွင်းနဲ့ကြောင်းနေပြီသူလည်းအိမ်နေတော့မယ်နူးနူးချင်းကျွန်တော်ထားလိုက်တော့သူလည်းနှူးသွားတယ်ထင်တယ်ငယ်လေးအိတ်လေးမောင်နှမတွေပဲအာမနာနဲ့ပက်လက်အိမ်မလားတဲ့ဒါဆိုပြီးသူမမန်ထိုင်လိုက်တယ် အထုတ်ထုတ်ကိုပေါင်ပေါ်တန်လိုက်တယ်။နာပေါင်ပေါ်အိတ်တဲ့အထုတ်ကိုခေါအောင်ပြီးတော့ကျွန်တော်လည်းသူ့ပေါင်ပေါ်လှဲအိတ်လိုက်တယ်။သူ့ပေါင်ကြီးတွေကစူပါကြီးလိုပဲအီအီကြီးအရန်အိတ်လိုကောင်းတယ်။ဒီလိုပဲခွေခွေခေါခေါလေးကျွန်တော်နောက်တစ်ကြိမ်ထပ်ပြီးအိတ်ပြောသွားတယ်။သိကြတာအဲ့တုန်းကဆက်ဆိုတာကိုကျွန်တော်လုံးဝမသိဘူး။အကျော်ရီထိန်းကြမှုအောက်ပါ မြမတွေအမတွေနဲ့အတူတူကြည်ပင်ခဲ့ရလို့ထင်တယ်။အိမ်မှာအခွေကြည့်ရင်ကစင်ဆွဲတဲ့အခန်းပါနေရင်တော့ရစ်ကြည့်ရတဲ့အချိန်လေးအထီတွေ့ဆိုတာကျွန်တော်တကယ်မသိခဲ့ဘူး။ကျွန်တော်လူပြေနောက်ကြတဲ့အိမ်မိကရိုက်ထားတဲ့ဓာတ်ပုံလေးရှိလို့ဝှက်ထားတာကိုမှန်မိနေတယ်။အဲ့ဒီတဲ့မိုးကသာအားကစားပေါင်းမှုရှိလေးခါရှုံကျူးတဲ့ကားပေါ်ကအေကုန်ကအေးအေးနဲ့ ဘလောက်အိပ်ပျော်သွားလဲမသိဘူး။ဘာပဲမသိတဲ့ခံစားချက်တခုနဲ့ကျွန်တော်နိုးလာတယ်။မသိတာပေါ့။ကျွန်တော်ပေါင်းဝီတယ်လက်ရှောင်နေတယ်လေ။ကျွန်တော်ညီလေးကိုလက်ဝါးလေးနဲ့မောမောချီလိုက်။ဖွားဖွားပေါ်လိုက်နဲ့အကြိုက်စော်နေတယ်။ကျိုးဖြီခံထားရတဲ့ပေါင်းဝီကဖွားဖွားဆိုတော့သူ့လက်ကစိတ်ကြိုက်စော်လို့ရာနေတယ်။လွတ်လွတ်လပ်လပ်ပဲအကန့်ခံရတဲ့ခံစားမှုကတမျိုးကြီး။ ။ပါကြီးမန်းကိုမတီးတာခံလို့ကောင်းတာတော့သိကြတယ်။ကောင်းကောင်းနဲ့ကျွန်တော်စဉ်းငိမ့်နေမိတယ်။နောက်အတန်လေးကိုရှေ့တူနောက်ဆုံးလုပ်ပေးတယ်။ကျွန်တော်မနေနိုင်တော့ဘူး။စိတ်ထဲကြိတ်ခံနေရတာခြေတော်ချင်းချိတ်ပြီးဖင်တောင်ရှုပ်နေပြီ။မတီးတာကြီးတဖြည်းဖြည်းပူဆူလာတယ်။ကျွန်တော်နိုးရတဲ့ညီနေမန်းတီးလို့ထင်နေသူကရေတာပေါ့။အားလုံးလည်းအိတ်နေကြတယ်။ နောက်ပြီးစောင့်ချုံထားတော့ဘေးလူတွေမတွေ့ရဘူးဆိုတာသိကြရလေ။တစ်ချိန်လုံးအနှိမ့်ဆက်ခံပြီးတော့မှကားကအစာပြေစားဖို့နေရာမှာခဏရက်တယ်။အောက်ဆင်းဖို့ထားတော့ကျွန်တော်မက်တီရာရဲ့မျက်နှာကိုစိစိမကြည့်ရဘူး။အယမ်းကိုမျက်နှာပူနေတယ်။စားတော့ရင်အမတို့ကနေတယ်။မဖြစ်နေတာလေတဲ့။ကျွန်တော်ကောင်းမှုနေတာလို့ပဲဖြေလိုက်တယ်။စကားများများမပြောရဘူး။ ။နောက်စားသောက်ပြီးတော့ကားပေါ်လူတွေအကုန်ကားပေါ်ပြန်ကျလာတယ်။ကားကြီးဆက်ထွက်လာတော့လူတွေကစားစားချင်းတော့စူးစူးညံ့ညံ့ပေါ့။မကြပါဘူး။ခဏနေတော့အရင်လိုပြန်တိတ်ဆိတ်သွားတယ်။အဲ့တော့မှလက်သေးတာတစ်စကန်ဆက်လာတယ်။ကျွန်တော်ယူယူပဲထိုင်နေတာပါ။ဒါပေမဲ့သူကလက်ချင်းလာကင်ပြီးသူ့ပေါင်ပေါ်လက်တင်ပေးတယ်။သူ့စိတ်ထဲကျွန်တော်ကို စိတ်ကြိုက်စော်နေတယ်ချင်တာပဲ။ သူ့ထမိန်ကိုအပေါ်ထိဆွဲမပြီးပေါင်ကြားတဲ့လက်ချက်ပြီးတဲ့ပေါင်ထွားထွားကြီးတွေထဲမှာပင်ကြီးလေးအကြီးကြီးရွှေနေတယ်ပထမကြောက်တယ်နောက်ရှက်တယ်တပြေးပြေးနဲ့ကျွန်တော်ကိုအရှက်ကြောက်တဲ့ထူးဆန်းတဲ့ခံစားမှုကပူဆောင်သွားပါတော့တယ်သိကျင်စိမ့်နဲ့စူးစမ်းကျင်နာရောမသိစိတ်ကဖြစ်ပေါ်တဲ့ခံစားမှုတွေရောရှင်ထဲမှာလုံထွေးနေတယ်နောက်ဆုံးဖြစ်ချင်တာဖြစ်သွားစုသူ့အထဲ ရှောက်ကင်ကြည့်တယ်။သူလည်းရသလောက်ပေါင်ပြေးပြီးကြတယ်။အရေးဖြစ်ချွေချွေတွေသူကြတယ်။ပြေးပွားနေပါလား။ပင်တီကြတယ်ရသလောက်စံကင်တယ်။ဘေးကရှူပြီးလက်ကလေးတစ်ခုလုံးမြုပ်အောင်တွင်ကြည့်တယ်။အဲ့စော်ကြီးအရန်ထန်တာပဲ။သူ့အရေးတွေနည်းတာမဟုတ်ဘူး။ကျွန်တော်လောကတစ်ခုလုံးပြေးပွားနေအောင်ကိုတစိမ့်စိမ့်ထွက်တာ။ အားရအောင်ကင်ပြီးတော့ကျွန်တော်လက်ကိုထုတ်လိုက်တယ်။သူကလည်းစနိုးတာဝါနဲ့ပုတ်စီပြီးတယ်။နောက်ပြီးတော့ကျွန်တော်ကိုသူကဖတ်ထားတယ်။ကျွန်တော်လည်းသူ့ရင်ခွင်ကြီးတယ်။မိနေခိုင်းနေ။ဒါနဲ့ပဲဆက်အိတ်တာနောက်တီထက်ရသွားတော့တယ်။မတ်တီတာကအိတ်နေတော့ကျွန်တော်ကျူးလေးကိုလက်ကကင်ပေးထားတယ်။ကင်ပါစီ။ အဲ့လိုကင်ထားတာကျွန်တော်လည်းစိတ်တင်နေပြီဒီလိုနဲ့ပဲကင်းမွန်စကန်ကိုရောက်လာတယ်တောင်ချီမှာခဏနာပြီးတော့တောင်ပေါ်ကိုခြေကျင်ပဲဆက်တက်ခဲ့ကြတယ်လမ်းတောင်လျှောက်ကျွန်တော်ကိုအမတငယ်ချင်းတွေဝိုင်းစားနေကြသေးတယ်အမကလည်းရောင်းမရင်ရောင်းမရင်နဲ့ဒီလိုလမ်းလျှောက်ရင်လမ်းမှာမက်တီတာကလည်းကျွန်တော်ကိုမတိတ